ဖျားမဲ့ပြီးတော့ငင်းချမ်းချင်းကိုလိုချင်လို့ရှိရင်အဲတော့မှအဲ့ဒီငင်းချမ်းချင်းရမှာ It's not possible ။နော်ငင်းချမ်းချင်းတစ်မျိုးရှိတယ်။ကဘာကြီးရဲ့ငင်းချမ်းချင်းနဲ့ကျွန်တော်တို့ရဲ့ငင်းချမ်းချင်းတစ်မျိုးရှိတယ်။နော်ငင်းချမ်းချင်းကိုလိုချင်ရင်ကျွန်တော်တို့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာကျွန်တော်တို့ဟာငင်းချမ်းချင်းကိုရမှာ။ငင်းချမ်းချင်းကိုရဖို့ကဖျားကိုယုံမှရမှာ။နော်ဖះရဲ့အလုံကျွေးကိုလုံးမယ့် शास्त्र भगवद्गीता ज्ञानजी ए फॉर्म्यूलाओ तीरी चचा पी था तछा बदूरे बलो पे था चरणमती भगवद्गीता चा मारो ना ज्ञावा माम शांतिम रिच्छति धारे को तीरोशी यही झंझिंग को जामे ना अरे मां अच्छा तुम जब जो था भोक्ताराम यज्ञ तपसाम सर्वलोक महेश्वरम

ဆွန်လုတ်ပူဇော်ခြင်းနဲ့ချိုးချံမှုအားလုံးရဲ့အကျိုးကိုခံစားထိုက်သောပုံကူဒီကျွန်တော်မဟုတ်ခရားဟုတ်တယ်ဆိုတာကိုသိရတယ်နံပါတ်1ဆိုကြဆိုတဲ့သဘောကတော့ကျွန်တော်တို့ရဲ့အကျိုးရဲ့အကျိုးရကျွန်တော်တို့လုပ်တဲ့အလုပ်တွေရဲ့အကျိုးရလောက်ကိုဖရားကိုစက်ကပ်ရမယ်ဖရားဒီသားလင်းနော်အဲ့ဒီအလုပ်ရဲ့ပိုင်ရှင်ဖြစ်တယ်ကျွန်တော်တို့ကဖရားစီမှာအလုပ်လုပ်နေတဲ့သူတွေပဲဖြစ်တယ်ဆိုတော့နော်နားလည်မှုနံပါတ်1ဖြစ်လာရမယ် ုတ်တာရာယကတ္တသာပြီးတော့လောကအလုံးကိုပိုင်ဆိုးတော်မူသောပုဂ္ဂိုလ်ပိုင်ရှင်အစစ်အမှန်ဒီဘုရားဖြစ်တယ်ဆိုတာကိုသိရမယ်နမနိ He is the proprietor of them no နတ်လောကနတ်ဒေဝတာအလုံးအပါဝင်စัจ java လာခတ်သိန်းတို့ရဲ့အရှင်သခင်ဒီပိုင်ရှင်ဒီဘုရားရှင်ဖြစ်တယ်ဆိုတာကိုသိရမယ်ဆရလောကမဟေရှဝရံ နော်တပ်ဘေလောကအာလုံးရဲ့မဟေရှဝရံနော်အနိုင်မဲ့ပိုင်ရှင်နော်အစိုးရသောပုဂ္ဂိုလ်သည်ဘုရားဖြစ်တော်မူတယ်ဆိုတာသိရမှာနံပါတ်1ချက်နံပါတ်3ချက်စုဟရဒမ်စရဘူတာနာမ်စုဟရဒမ်စရဘူတာနာမ်ဆိုတာဟာကျွန်တော်တို့ရဲ့အကျိုးကိုအမှန်တကယ်လိုလားတဲ့ပုဂ္ဂိုလ်ဟာလောကမှာဘုရားကလွဲလို့တခြားဘယ်သူမှမရှိဘူးဘုရားစကားနာတော့ဘုရားပြောနေတာဘာကြောင့်ကျွန်တော်တို့အကျိုးအတွက်ပြောနေတာ ဖရားရဲ့တရားတော်တွေအားလုံးဟာကျွန်တော်တို့ရဲ့အကျိုးအတွက်ပြောနေတာတို့ကြောင့်ဖရားရဲ့နော်ကျွန်တော်တို့ရဲ့တကက်မိတ်ဆွေရင်မိတ်ဆွေမှကျွန်တော်တို့အကျိုးကိုအမှန်တကယ်လိုလားသောစေတနာရှင် ပုဂ္ဂိုလ်မြတ်သည်ဖရားပဲဖြစ်ပါတယ်ဒီ၃ချက်ကိုတည်တည်ချာချာနားလည်အားထုတ်တဲ့သူသည်ဂျာတွာမမ်ရှန်တင်ရစ်တီရှန်တင်ဆိုတဲ့စကားပါလေ peace နော်ဒီဒီဟာကိုနားလဲတဲ့လူတယောက်ဒီဘဝမှာငြိမ်းချမ်းခြင်းကိုရမယ်